ဘာသာအမွေကျွန်းလင်းနိုင်ပါစေပိတာခါရောနေ့လို့ဆိုတာဘာကြောင့်ဒီနေ့ဖြစ်ပေါ်လာကြလဲလို့ဆိုရင်ပရေကြီးစတတုတ်ထဲမှာပါတဲ့မေတ္တာသုတ်သီရိလင်္ကနိုင်ငံကတန်ဃာတွေကတော့ကရဏီယမေတ္တာသုတ်လို့ခေါ်တယ်။ဘာဖြစ်လို့လဲဆိုရင်မေတ္တာသုတ်ဆိုတာတွေကရားစွာရှိတယ် ်သစ္စာဘုရားဟောကြားထားတဲ့မေတ္တာနဲ့ပတ်သက်တဲ့တရားတွေသုတ်တန်တွေရှိတယ်။သင်္ကတ္တနိဂေထဲမှာမေတ္တာသုတ်ဆိုတာရှိသေးတယ်။ဒါကြောင့်အဲ့ဒါနဲ့ကွဲပြားခြားနာအောင်ကရဏီယမေတ္တာသုတ်လို့နာမည်ပေးထားကရဏီယမထကုတလေနယန္တတန္တံဗရံပိတပိဆာဆိုရက်စကားစပြီးတော့ဟောကြားခဲ့တဲ့ မေတ္တာပွားနည်းနဲ့မေတ္တာရဲ့အကျိုးတွေကိုရှင်းလင်းဟောကြားတဲ့မေတ္တာတုတ်ထေသနာတော်ကိုဟောကြားတဲ့နေ့ဖြစ်လို့မေတ္တာခါတော်နေ့လို့ဒီလိုဆိုလို့တပည့်ဆက်ကြတရားဟောတဲ့နေ့ကိုတပည့်ဆက်ကြနေ့လို့သတ်မှတ်တယ်လို့ပဲမေတ္တာတုတ်ဟောကြားတဲ့နေ့ကိုမေတ္တာတေမေတ္တာနေ့လို့ဒီလိုခေါ်ကြတာဖြစ်တယ်ဝါဇုကလမှာဆိုလို့ရှိရင် ်ရသော်ဘုရားလက်ထက်ကရဟန်းတော်တွေဟာဘုရားထံကမ္မထံတောင်းကြတယ်ကမ္မထံတောင်းတယ်ဆိုတာကမ္မထံအထုတ်နီးကမ္မထံကျင့်စဉ်ကိုဘုရားထံကသင်ယူသွားကြတယ်လို့ဆိုလို့တယ်ရသော်ဘုရားကမ္မထံတရားဟောကြားတဲ့အခါမှာအခြေခံအကျင့်ကစပြီးလောနဲ့လောသလိုအရတ္တဖို့ဘောက်ထီအောင်လမ်းဆုံးထီအောင် ကျင့်ကြံအထုတ်လေးကိုပြည့်စုံဖော်ကြလိုက်တာခုခေတ်တော့အလုတ်ပေးတရားလို့ခေါ်မှာပေါ့နော်အလုတ်ပေးတရားဟောလိုက်အေးယဟန်900ရာလဲအခြားယန်းနေညာနေတူဝါဇဝုကာလမှာမြတ်စွာဘုရားစီတရားဓမ္မကိုနာယူချက်အလုတ်ပေးတရားကိုနာယူပြီးမြတ်စွာဘုရားသရရင်300 စေရုံကြောင်းနဲ့ဝေးလံတဲ့ဒေတာတောအုပ်တစ်ခုကိုသွားပြီးတော့သူတောအုပ်ထဲမှာနေထိုင်ကတောအုပ်ဒီမှာရှိတဲ့ရွာတွေကိုဆွန့်ခံပြီးတော့တောထဲမှာတရားဓမ္မကျိုးစားအထုတ်ကြတယ်ရှင်းခေကကွာဇုံဆိုဆိုလို့ရှိရင်ဒီပုံစံနဲ့ပဲ ယန်းတော်တွေဟာတဏှာထဲမှာစုနေလေးမရှိကြဘူး။တဘာနဲ့တဘာအစဉ်ပြေမဲ့ပုဂ္ဂိုလ်တွေစုဝေးပြီးအချင်းချင်းကတိကဝတ်တွေထားလို့တောအကြောင်းတွေချင်းကပ်ပြီးတရားထုတ်ကြ။အလေးနဲ့ထားပြီးဝါရင်းသုံးလမှာတရားထုတ်။ဝါကျွတ်တဲ့အခါမှာဘုရားစီလာရောက်ပြီးမိမိတို့တရားရလင်ရတဲ့အကြောင်းမရရင်မရတဲ့အကြောင်း မြတ်စွာဘုရားထံဖူးတွေ့ပြီးလာရောက်လျောက်ထားစမြဲဖြစ်တယ်ပေါ့ဝါရင်းကာလမှာချိုးချိုးဆဆမိမိတို့တင့်တော်တဲ့မိမိတို့ဇေယိုက်နဲ့လိုက်ဖက်တဲ့တရားဓမ္မတွေကိုသင်ယူမှတ်သားပြီးတရားထုတ်ကြတယ်အဲဒီလိုဆင်လာရယဟန်900တောဥထဲသွားပြီးတရားထုတ်ကြတယ်တရားထုတ်တဲ့အခါမှာတောဥထဲမှာရှိနေတဲ့နတ်တွေက ဒီယန်းလေးလာကစားယန်းလေးရဲ့ကိုချစ်သီလာတွေရဲ့အရှင်ဟွာကြောင့်တောထဲမှာနေတဲ့တတ်တရားသူတို့ဘုံမိတ်မနေပေါ်မှာမနေနိုင်ဘူးယန်းလေးကြွလာတဲ့အခါမှာဘုံမိတ်မကဆင်းသက်ပြီးတော့ယန်းလေးကိုအလေးပြုပြီးတော့နေကြအဲ့လိုနေတဲ့အခါမှာ တရလည်းမဟုတ်နေရလည်းမဟုတ်ရက်ကြံညောင်းလာတဲ့အခါမှာသူတို့နေရထိုင်ရကြာမိမိတို့အိမ်ကိုဘုန်းကြီးတွေရောက်နေတယ်ကြွလာတယ်ဆိုရင်အိမ်မှာရှိတဲ့လူတွေနေရထိုင်ရကြာတယ်လို့နေမှာပဲတော့မို့ဧည့်သည်တစ်စိမ့်တရားရောက်လာလို့ရှိရင်နေရထိုင်ရကြာတယ်လို့အဲ့ဒါလိုနေထိုင်ကြက်လာတဲ့အခါကျတော့သာသနာတော်ကိုမကြည်ညိုတဲ့နတ်တွေဆိုတော့ ကြာရှိအောင်ဤတိခဏနိုင်စွာမရှိကြဘူးဒီယန်းနေတော်ရဲလာရောက်နေထိုင်တာသူတို့ဒေသကိုကြွလာတာကျိုးဆူနိုင်ခြင်းမရှိကြဘူးမရှိတော့ဒီကတော်တွေမနေနိုင်အောင်လို့ဆိုပြီးတော့အမျိုးဆိုကျောင်းမဲ့ဖွဲ့အာယုန်တွေကိုပြကြတယ်ကျောင်းမဲ့ဖွဲ့အတန်တွေကိုညအခါမှာကြားသိစေတယ်မြင်ကွင်းတွေမှာလည်းပဲ အမျိုးမျိုး၆လက်နဲ့မြင်ကွင်းတွေကိုပြသကြတယ်။အဲ့ဒီလိုတော်ကြီးရဲ့ဟာနေချင်းစပွဲမဖြစ်ဘဲနဲ့အန္တရာယ်တွေဖြစ်ပေါ်လာတဲ့အခါရဟန်းတော်တွေဟာတရားထုတ်ရတာစိတ်မဖြောင်။ကြောက်စရာတွေနဲ့ကြီးပဲတွေ့ပြီးတော့အဲ့ဒါစိတ်မဖြောင်ညာ။တို့ကလည်းအထုံဤကမ္မထံတစ်ခုပဲဖျားစီရတဲ့သွားတဲ့ကမ္မထံပဲအဲ့ဒါကိုပဲအထုတ်ကြတယ်။ အဲ့လိုနှစ်တွေကချောက်လန့်ကြချောက်လန့်တဲ့အခါမှာသမာဓိတွေပြက်ပြားပြီးတော့မနေနိုင်တော့တလလောက်ပီတိနေရင်ကနေပြီးတော့ကြာရှည်မနေနိုင်တော့ရသော်ဘုရားစီတွားရောက်ကြပြန်သွားကြအဲ့တော့ရသော်ဘုရားကဝါကျင်းဒီလိုအချိန်မှာပြန်လာရုံထုံးတာမရှိကြဘူး မရှိဘဲနဲ့ထူးထူးခြားခြားပြန်လာတဲ့ကိုတော်တွေတွေ့တော့ဘာကိစ္စပြန်လာကြသလဲလို့မေးမြန်းတဲ့အခါတပည့်တော်များအဲ့ဒီတောင်းအုပ်နဲ့တပ်ပရမဖြစ်ပါဘူးဗျာကျောက်ဆရာတွေလမ်းဆရာတွေနေတိုင်းတွေ့ပြီကျောက်ဆရာအတန်တွေလည်းကြားရစေဝိချသာဆရာတွေဘေးအန္တရာယ်တွေနဲ့ကြုံလို့ ပြန်လာပါတယ်လို့ဆိုတဲ့အကြောင်းလျှောက်တော့ရသော်ဗျာယန္တုတင်တို့အကာအကွယ်လက်နဲ့ရှူမသွားပဲကိုအကာအကွယ်လက်နဲ့ရှူသွားမယ်ဆိုရင်ဒါတွေဖြစ်မှာမဟုတ်ဘူးအကာအကွယ်လုပ်ရင်ဒါမျိုးဖြစ်မှာမဟုတ်ဘူးဆိုပြီးတော့မြတ်စွာဘုရားအကာအကွယ်ဖြစ်ဖို့ဆိုပြီးတော့မေတ္တာတုတ်ကိုဟောပေးလိုက်တာ ဒါကြောင့်မို့မေတ္တာသုံးရဲ့အစမှာမေတ္တာသုံးဖြစ်ပေါ်လာခြင်းအကြောင်းကိုဖော်ပြတဲ့အခါယတ္တနုဘာဝတောယက္ခနေဝတတ္တိဘိဒနံယက္ခဆိုတော့နတ်တွေကိုလည်းယက္ခလို့ပဲခေါ်တယ်။ဘာမပြေပါတော့ဘလူးလို့ပြန်ကြတာပေါ့။သို့တော့သူတွေပူဇော်ပတ်တာတဲ့တောဆောင်တဲ့တောင်ဆောင်တဲ့ เจ้าแม่ภวยฤกูปะจะเดตรุไม่รู้ลาหูสวยเอมิตรภาวนาปွားบิหอริมิตรตุกูยกเมสรุษิเนาะอะคุโลเจ้าเสียอายุนี้กูปะจะมาบ่ถูกดากะลุงโยใส่ชะอาจีนเนี่ยตะคุเวยามิเสวานุโยสันโดรตินติวะมัตตันติโตนิยองญาโยมิตรณะลงตามาปิตรเตยปွားมะอะทุจะเม မေတ္တာနှလုံးသားနဲ့နေမယ်မေတ္တာတရားဟောပြအထောက်ကြမယ်ဆိုလို့ရှိရင်တော့ဒုက္ခသုဒ္ဓိသုံတော်စပပံကိဉ္စီနပတတိအိစတဲ့အခါမှာလည်းချမ်းသာတာအိစေရတယ်အိယာကနိုးတဲ့အခါမှာလည်းချမ်းသာတာနိုးရတယ်ဆိုရင်အကျိုးတွေကိုဖြစ်ပေါ်စေတယ်ဆိုလိုတာကမေတ္တာသည်ဘေးရန်လုံးခြင်းဆိုတဲ့အကျိုး နတ်တွေက၆လမ်းမှုမပြုတ်ဘူးဆိုတဲ့အကျိုးရဲ့မိမိကိုယ်တိုင်ခံစားရတဲ့ချမ်းသာအိပ်စက်ချမ်းသာလျင်နှိုးဆတဲ့မေတ္တာအကျိုးတွေခံယူရရှိနိုင်တယ်သစ္စာဘုရားကကရဏီယမထကုတလေနာကစပြီးတော့စိတ်နှလုံးအေးချမ်းမှုကိုဖြစ်ပေါ်စေတတ်တဲ့မေတ္တာကျင့်စဉ်ကိုအခြေခံနဲ့စပြီးတော့ဟောပေးလိုက်ဟောပေးပြီးချက်သားရန်တို့ အဲ့ဒီတောအုပ်ပဲပြန်သွားကြတောအုပ်မဝင်ခင်နဲ့တောအုပ်ဝကရေကဟောဒီမေတ္တသုတရားတော်ကိုရွတ်ဖတ်တယ်ဆေအလုံးစင်ပြေသွားလိမ့်မယ်လို့မိတ်ရှိပြီးတော့ဒီမေတ္တသုကိုခေါ်လိုက်တယ်အဲ့ဒါကြောင့်မလို့မေတ္တသုခေါ်တဲ့နေ့ဖြစ်လို့မေတ္တခါတော်နေ့လို့ခေါ်တာနော်အဲ့ဒါကိုမတ္တရာဖြစ်ပြီးတော့ဒီကနေ့မှလည်းပဲ လောကကြီးဟာအန္တရာယ်အမှန်မှများတဲ့အခြေဖြစ်လာအန္တရာယ်လွန်များတဲ့ဈာန်တွေဖတ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ရာဇုတ်တွေမှုခင်းတွေကအလွန်များဆိုရင်ရန်ကုန်တိုင်းဒေသကြီးကပိုများတဲ့အဲ့တော့အန္တရာယ်ရာဇုတ်မှုကျွလွန်မှုတွေအလွန်များပြားလာပြီးတော့လောကကြီးဟာအန္တရာယ်ပြောင်းတဲ့အနေအထားမျိုးရှိလာပြီးဆိုရင် ်သစ္စာဗျာမိချချက်နဲ့မေတ္တာဘာဝနာပွားများအထုဖို့ဟာအရေးတကြီးလို့အနေနဲ့ဆိုတည်တာထင်ရှားလို့ပေါ့မေတ္တာတရားဟာမေတ္တာတရားနဲ့ကာဝယ်ဆောင်းရှောင်းလိုက်မယ်ဆိုရင်အတွင်းရန်အပြင်ရန်ဒီရန်နှမျိုးကိုအင်းငိမ့်သွားစေနိုင်နောက်ဆုံးမှာမေတ္တာခြုံမလုံနေဆိုတော့ မိမိရဲ့မေတ္တာရှိထားလို့ရှင်အတွင်းရံဆိုတာပါတော့အမုံတရားဟာအတွင်းရံပဲပေါ့လူရဲ့တဏ္ဏမှာအမုံတရားရှိနေသည့်အတွက်ကြောင့်ထိုအမုံတရားကိုအခြေခံပြီးတော့အန္တရာယ်တွေဖြစ်ပွားပြီးတော့နေကြတာဖြစ်တယ်ပေါ့အဲ့ဒီအမုံတရားကိုမိမိရဲ့နှလုံးသားထဲကရှင်းပြဖို့မေတ္တာဘာဝနာကိုပွားရမယ်တဲ့ရသော်ပြမေတ္တာဘာဝိတ္တဗ္ဗဒေါသတ္တဘာဟနာယ ဒေါသကမုန်တိခြင်းဆိုတဲ့ဒေါသတရားကိုဘာနာရဖယ်ရှားပြစ်နိုင်ဖို့ရာမေတ္တာဘာဝေတ္တဗာမေတ္တာတရားပွားများပွားများရမယ်လို့ဟောဒီလိုခေါ်တာရှိတယ်နော်အဲ့တော့အမုန်တရားဆိုတာကိုယ့်ရင်ထဲမှာဖြစ်တော့အမုန်တရားရဲ့အန္တရာယ်ကလည်းအလွန်ကြီးမားတယ်လူတွေကအပြင်ကအန္တရာယ်ဝသာကြောက်ကြတယ်ကိုယ့်ရင်ထဲမှာဖြစ်နေတဲ့အမုန်တရားရဲ့အန္တရာယ်ကပိုပြီးတော့ဒုက္ခပြီးတယ် ရှင်နဲ့နှလုံးထဲမှာဖြစ်ပေါ်နေတဲ့အမုန်းတရားကိုရှင်းထုတ်ဖို့ရတော်ခဲရင်နေမို့ဒါကြောင့်မို့မေတ္တာနဲ့ရှင်းထုတ်တာမုန်းတရားကဲအောင်ရင်ကြိုးစားမယ်မေတ္တာပွားများခြင်းအဖြစ်မိမိရဲ့ရှင်နဲ့မှာဖြစ်တဲ့အတွင်းရန်လို့ခေါ်တဲ့ဒေါသတရားဒေါသကိုအကြောင်းပြုပြီးတော့ဆက်သွယ်ပြီးဖြစ်ပေါ်လာမယ့်ကိလေသာတွေစိတ်နှလုံးပူလောင်မှုကိုဖြစ်စေတတ်တဲ့ကိလေသာတွေဆက်တိုက်ဖြစ်လာမယ့်အကုသိုလ်တွေ အဲ့ဒါတွေကိုမေတ္တာရှင်းထုတ်ထားတယ်လို့ဆိုလိုတယ်။ဒါကြောင့်မေတ္တာနှလုံးသားကိုယ်တိုင်မှာရှိအောင်ကြိုးစားကြဖို့။ဘာများအထုတ်ထားကြဖို့။အဲ့တော့ဒီနေရာမှာမေတ္တာလို့ဆိုတာဘာကိုခေါ်တာတော့လို့ဆိုအလွယ်ဆုံးမှတ်ဖို့ရတာ မေတ္တာဆိုတဲ့သကလုံးနဲ့မိတ္တာဆိုတဲ့သကလုံးကိုတွဲဖက်ပြီးတော့မှတ်သားထားဖို့မိတ္တာဆိုတာမိတ်ဆွေမေတ္တာဆိုတာမိတ်ဆွေရဲ့စိတ်ဓာတ်တို့အထိပ္ပာယ်ရတယ်မေတ္တာဆိုတာမိတ်ဆွေရဲ့စိတ်ဓာတ်မိတ်ဆွေရဲ့စိတ်ဓာတ်ကဘာလဲမိတ်ဆွေပေါင်းတဲ့တကယ်ချင်းတွေတွေ့ရင်စိတ်ကကြည်နူးတယ်ဝမ်းသာတယ်ပျော်ရွှင်တယ်အကျိုးစီးပွားကိုလိုလားတယ် အဲ့ဒီလိုအကျိုးစီးပွားကိုလိုလားတယ်ဆိုတဲ့မိတ်ဆွေစိတ်ဓာတ်ကိုယ်ရည်နဲ့နှလုံးထဲမှာပွားများအောင်တိုးပွားလာကျိုးစားအထောက်အမှားလို့ဒီလိုဆိုအဲ့ဒီမေတ္တာဟာဟိတံကာရလက္ခဏာလို့ဆိုတဲ့အတိုင်းတစ်ဖက်သားရဲ့အကျိုးစီးပွားကိုလိုလားနေတဲ့စိတ်ဓာတ်ကောင်းစားစေခြင်းနဲ့ပျော်ရွှင်စေခြင်းနဲ့ချမ်းသာစေခြင်းနဲ့ ူရဲ့ကောင်းကျိုးချမ်းသာတွေကိုမျော်လင့်ပြီးတော့ဖြစ်စေခြင်းနဲ့အမုန်းကင်းစင်တဲ့ကောင်းကျိုးကိုဖြစ်စေခြင်းနဲ့စိတ်ဓာတ်မျိုးမေတ္တာလို့ခေါ်တာအဲ့ဒါက